မင်္ဂလာပါရှင်ကျမမော်ဦးများပါကနေဦးတီ times ရဲ့ဇွန်လ10ရက်နေ့မှာနာဆင်ရမယ့်သတင်းတွေကတော့စစ်ကောင်စီကိုအ мян ဆောင်အပိုင်းထုံနိုင်ဖို့ SSNDF KNDF B10 tree ကနေတင်းနန်းသားအသည့်တွေခေါ်ယူနေပါတယ်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကစီဆိုင်မျိုးနယ်ထဲကရှိတဲ့ကျွော်အုပ်စုနှစ်ခုက data camera ကိုကျွော်အတွင်ကနေထွက်ခွာသွားခိုင်းနေတယ်လို့သိရပါတယ် ဒေါင်းခိုင်ကျေးရွာတွင်မှဆွေမြင့်နေတဲ့အလောင်းတစ်ခုတွေ့ရှိခဲ့တဲ့ဆိုတဲ့သတင်းအပြင်မိုးပြဲလမ်းမကြီးကိုအုံပြူသွားလာခြင်းမပြုလုပ်ဖို့တော်လန်ရေးတပ်ဖွဲ့တွေကနေအသိပေးထားတဲ့သတင်းနဲ့အတူ PNO ဘုံကျဲမှုကြောင့်ထိခိုက်သွားတဲ့ကရန်ပစ်တီရဲဘော်၃ဦးထက်ကတဦးဟာကြာဆုံးသွားခဲ့တဲ့ဆိုတဲ့သတင်းတွေကိုပြောပြပေးပါမယ်ရှင်ရှမ်းတောင်နဲ့ဂရီနီမာတိုက်ပွဲဝင်နေတဲ့ SSNDF KNDF B103 တပ်ရင်းဟာ တင်းတန်းသားအစ်စ်တွေအယောက်တရားခေါ်ယူဖို့ရှိနေပြီးခေါ်ယူမဲ့ရက်ကိုတော့ရက်ကတ်သက်ထားတာမရှိသလိုတင်းတန်းအချိန်ကာလအတိအကျကိုလည်းသတ်မှတ်ထားလို့မရနိုင်သေးဘူးလို့သိရပါတယ်။အခုလိုတက်သားအစ်စ်တွေခေါ်ယူရခြင်းရဲ့အဓိကအကြောင်းရင်းဟာစစ်ကောင်စီကိုအမြန်ဆုံးတိုက်ထောင်းနိုင်ဖို့အတွက်ဖြစ်တယ်လို့ SSNDF KNDF B103 ရဲ့တာဝန်ရှိသူကပြောပါတယ်။တင်းတန်းသားအစ်စ်ခေါ်ယူတဲ့နေရာမှာအစစ်နှစ်စစ်သတ်မှတ်ထားပြီးပထမအစစ်မှာတော့အသက်၁၈နှစ်ပြည့်ပြီးသူ ကျမ်းမာရေးကောင်းမှုသူတာဝန်နဲ့အမိတ်ကိုတည်ကြစွာလိုက်နာနိုင်သူတော်လှန်ရေးပြီးဆုံးတဲ့အထီးတာဝန်ထမ်းဆောင်နိုင်သူရဇဝတ်မှုကင်းရှင်းသူစတဲ့အချက်တွေနဲ့ပြည့်မီရမှာဖြစ်ပါတယ်ဒုတိယအဆက်မှာတော့တတ်မှတ်အရင်ချင်တဲ့ပြည့်မီသူတွေကို လူကိုယ်တိုင်တွေ့ပြီးစစ်စစ်မြင်မြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ် SSNDF ဟာရှမ်းပြည်တောင်ပိုင်းဒေတာခန့်တော်လှန်ရေးတပ်ပေါင်းစု SSLRU ရှမ်းတောင်ဒေတာခန့်ကောက်ွက်ရေးတပ်အမှတ်1005အမှတ်1008 SODF တို့နဲ့စုဖွဲ့ထားတာဖြစ်ပါရဲ့ရှင်။စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ PNO ပြည်သူစစ်ဟာစစ်ဆိုင်မြို့နယ်ထဲမှာရှိနေတဲ့နောက်ကျော်ကျေးရွာအုပ်စုနဲ့တောင်ရှိကျေးရွာအုပ်စုကပြည်သူ6000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးကျေးရွာအတွင်ကနေထွက်ခွာသွားခိုင်းနေတယ်လို့သိရပါတယ်။စစ်ဆိုင်မြို့နယ်နောက်ကျော်ကျေးရွာအုပ်စုမှာတပူးထိုရွာ၊ကောင်းထိုရွာ၊လွယ်ငန်းရွာ၊နောင်ဘိုရွာ၊ပင်ဆဲရွာနဲ့ ောင်ရှိကျွရအောင်စုကနောက်ထော်6ရွာကလန်းလန်ရွာစတဲ့ကျွရတွေဟာကျွရအတွင်းကနေထွက်ခွာပေးရမှာဖြစ်ပါတယ်ထွက်ခွာသွားတဲ့ဒေတာခန့်ပြည်သူတွေကိုတောင်ရခင်းတွင်စစ်ဘေးချောင်းစခန်းတွေမှာတွားရောက်ခိုလုံဖို့ခွင့်ပြုမထားပဲတနေရာတဲကိုစုဝေးခိုင်းနေတာဖြစ်ပါတယ်အခုလိုပြည်သူလူထုကိုကျွရကနေမောက်ထောက်ပြီးတနေရာတဲမှာစုဝေးစေတာဟာလူထုတွေကိုဖန်ဆီးပြီးထောင်ထဲဆွဲထည့်လိုက်တာနဲ့အတူတူပဲလို့ PNLA ပြောခွေရပုံကိုခိုးရရကကနယောက်တီထိုင်းကိုပြောပါရရှင်။ဂရင်းနီပြည်ဒမော့ဆုံမြို့နယ်ဒေါငါခါကျေးရွာအတွင်းမှာမနေ့ကဇွန်လ9ရက်နေ့မှာဆွေးမြေ့နေပြီးဖြစ်တဲ့ရောက်အလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့သွားရောက်ကူညီကဲဆဲပေးခဲ့သူတွေစီကနေသိရပါတယ်။ဂရင်းနီပြည်ရဲ့ဌာန KSPC ကနေတဆင့်ကြားသိခဲ့ရပြီးသွားရောက်ကူညီပေးခဲ့တာဖြစ်တယ်လို့ကိုယ်တိုင်သွားရောက်ခဲ့တဲ့အမျိုးသားတအူးကကနယောက်တီထိုင်းကိုပြောပြပါရတယ်။ တွေ့ရှိခဲ့တဲ့ရုပ်အလောင်းဟာအမျိုးသမီးဖြစ်ကြောင်းယူဆရတယ်လို့လည်းသူကဆက်ပြောပါတယ်။အဲ့ဒီအလောင်းနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိ လူကြီးတွေကနေစစ်ဆေးပြီးမှသာအသေးစိတ်ကိုသိရှိရမှာဖြစ်တယ်လို့ကူညီပေးသူကဆက်ပြောပါတယ်ရှင်။ရှန်ဂရီနီနဲ့ဆက်ကမိုးပြဲမြို့မှာစကောက်ကျင်းတဲ့တော်လရဲ့အာစုတွေနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေပြီး ပြည်သူလူထုတွေအနေနဲ့မိုးပြန်လမ်းမကြီးကိုအသုံးပြုသွားလာခြင်းမပြုလုပ်ဖို့ဒီရဲ့ပိုင်းတွေမှာမြပြေတွန်လန်ရေးတပ်ဖွဲ့တွေကအတိပေးထုတ်ပြန်ကြပါတယ်။တွန်လန်ရေးတပ်ဖွဲ့တွေထင်ချုံထားတဲ့မိုးပြန်မျိုးကိုပြန်လည်ရရှိနိုင်ဖို့စစ်ကောင်စီတပ်ကအင်အားစုတွေဟာနေမျိုးစုံနဲ့နေစင်တိုက်ခိုက်မှုတွေပြစ်လုပ်လျရှိနေပြီးအရသားတွေကိုဥတီတိုက်ခိုက်မှုတွေအပြင်လူတို့နေအိမ်တွေကိုလည်းတမင်မိရှုဖျက်ဆီးမှုတွေမကြာခဏလှုပ်ဆောင်နေပါတယ်။ မိုးပြန်မျိုးအပြင်မိုးပြဲအနီးနားကကျေးရွာတွေကိုပါအခုလိုမကြာခဏပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဖက်ခုံအင်းအရှိဖက်ကမ်းမရှိတဲ့ဒေသခံပြည်သူတွေအပြင်စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့မိုးပြဲလမ်းမကြီးကိုဖြတ်တန်းသွားလာခြင်းမပြုကြဖို့အသိပေးချင်တယ်လို့ဖက်ခုံ PDF 1066တိုင်ရင်စီကနေသိရှိရပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဖက်ခုံမြို့နယ်ကဆောင်းနှန်းခဲကျေးရွာမှာကရမ်းပစ်တီဂိတ်ကို PNO ဘုံကျက်တိုက်ခိုက်ခဲ့ပြီး တိခိုက်တရာရရှိသွားတဲ့ရဲဘော်တအူးထက်ကတအူးဟာစေကူတမှုခံယူနေစဉ်အတွင်းမှာကြာဆုံးသွားခဲ့တယ်လို့သိရပါတယ်။မနေ့ကဇွန်လ9ရက်နေ့မနေ့ပိုင်းမှာဘုံကျဲတိုက်ခိုက်မှုအတွင်းတိခိုက်တရာရရှိသွားခဲ့ပြီးညနေပိုင်းမှာကြာဆုံးသွားခဲ့တာပါ။ကျန်တဲ့အူးကတော့စေကူတမှုဆက်လက်ခံယူနေတယ်လို့ KRLY အဖွဲ့ရဲ့တာဝန်ရှိသူကဂန်နီယောက်ဒီထိုင်းကိုပြောပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်ဟာအသက်20အရွယ်ရဲဘော်ဒေးဗစ်ခေါ်ငင်းချမ်းဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ခြောင်နှန်းခဲကျွေးရအနီကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီ PNO ပူပေါင်းတပ်နဲ့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ဒါကြောင့်အနီနာကကျွေးရတွေဟာလက်ရှိမှာရွာလုံးကျုထွက်ပြေးသိမ်းရှောင်နေကြရပြီးစစ်ဝေးရှောင်လူထုတွေကိုကရမ်းပြည်သူလူငယ်တွေကလည်းကူညီကထုတ်ပေးနေတယ်လို့ KRLY အဖွဲ့ကပြောပါတယ်ရှင်။ကနေအောင်ဒီ टाइम သတင်းဌာနရဲ့ဇွန်လ10ရက်နေ့သတင်းကိုနာဆင်ခဲ့ရတာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံး လုံခြုံပေးခဲ့တဲ့နေရာကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေရှင်။